ျွန်တော်တို့အခုက rap ပဲအခုအခုကျွန်တော်တို့တော်လန်ကြီးကအစ်စ်ပြန်ဆတယ်လို့ဖြစ်သွားပြီဘာလို့လဲဆိုအစ်စ်ပြန်ဆတယ်လို့ဖြစ်သွားပြီကျွန်တော်တို့ကတချို့နေရာတွေဆိုသူသွားပြီလေကျွန်တော်တို့အားကိုးမဲ့အာရီယာသူ့အနေနဲ့သူပုံစံနဲ့သူခွဲထွက်သွားကြပြီအဲ့တော့ကျွန်တော်တို့မြေပြတ်မှာရှိတယ်ညာမှာရှိတယ်ကျွန်တော်ထိတိရောက်ပေါ့နော်ဥပမာနေပြည်တော်လိုဟာမျိုးမြစ်တီလာလိုဟာမျိုးအများကြီးကျွန်တော်တို့မန္တလေးလိုဟာမျိုးပြီးလို့ရှိရင်ကျွန်တော်တို့ကပြီးသွားမယ်အဲ့တော့ကျွန်တော်တို့အညာသားတွေအသိအကြီးကြီးတယ်အညာသားတွေအဆုံးဖြတ်ပေးမယ်ပွဲအဲ့တော့ကျွန်တော်တို့အစ်စ်ပြန်ဆတဲ့ပွဲဖြစ်မှာ တော်လိုင်းရဲ့အစ်စ်ပြန်စားတယ်အီအောင်နဲ့ပတ်သက်တဲ့ဟိုဘဥဆောင်သူတွေနောက်ဒီတပောက်သူတခုဖြစ်ဖို့ဆိုခစ်ဗန်ဒိတ်အပေးယူရှိမှရဒီတိုင်းမရကျွန်တော်ဘယ်လောက်ပဲအတက်ကြီးကြီးကျွန်တော်ဘာပဲဖြစ်ဖြစ်ကျွန်တော်တော့ပြောဟုတ်ကဲ့ပဲပြောမှာပဲဥမာခစ်ဗန်ဒိတ်နဲ့ဥဆောင်တဲ့လူကလည်းနောက်ဟိုအပေးယူရှိတယ်နောက်တက်တက်တွေပေးရမှာဗျာပြောတက်တက်တွေပေးရမှာလေဗျာဟုတ်တယ်မလားတက်တက်ဓမြလည်းဖြစ်သွားနိုင်တယ်လေအဲ့တော့ဒီပေါ်မှာအများကြီးလွဲတော့လွဲတယ်ဗျာပြောတာတက်ပေါင်းသူတက်ပေါင်းသူလည်းအရင်လွဲတဲ့စကလေးလုံးဒါပေမဲ့တကယ်ကိုအဲ့ဒါကိုပေါ့ပေါ့လေးနဲ့စဉ်းစားကြည့်လိုက် ဒါကိုစဉ်းစားကြည့်လိုက်ရင် definition ပေါ့လားအခြေအကြီးပဲအခြေအကြီးလားကျွန်တော်အဲ့ဒါတိတ်တွန်းတွန်းကြဲကြဲမပြောဘူးကိုမလုံနိုင်တဲ့အလုပ်ကိုတိတ်ပြီးတော့မပြောတာကောင်းတယ်အဲ့တော့လုံနိုင်မဲ့လူတွေကလုံအောင်ပါဥဆောင်သူတွေကတာဝန်ယူပြီးလုံမယ်ဆိုပြီးတော့တာဝန်ယူထားတဲ့နေရာယူထားတဲ့လူတွေကတာဝန်ရဲ့နေရာနဲ့မကွဲပြားဖြစ်နေတာအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တပ်ပေါင်းစုကိစ္စနဲ့ပတ်သက်ပြီးဗိုလ်တက်ကြီးပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာမင်္ဂလာပါတက်ရောက်လာတဲ့အားလုံးညီငယ်များနဲ့မြမငယ်အားလုံးဖန်တွေစာအားလုံး ော်ကြည့်ရှုနေတဲ့ကျွန်တော်တို့ဒီ live ကိုကြည့်ရှုနေကြတဲ့မိဘပြည်သူအားလုံးမင်္ဂလာပါကျွန်တော်ကတော့မြင်းညာ0ပျောက်ကြားတက်ဖွဲ့ရဲ့ခေါင်းဆောင်ကိုတက်ကြီးဖြစ်တယ်လို့လက်ရှိမြင်းညာခရိုင်တိုင်ရင်အမှတ်ခွန်ရဲ့ယာယီတိုင်ရင်မူကိုတက်ကြီးပါပဲခင်ဗျာအားလုံးမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါအကြည့်ရှုနေကြတဲ့ပြည်သူတွေကိုလည်းတော်လှန်ညာချမ်းပါလို့အားလုံးကိုစားနှုတ်ဆက်ပါတယ်နှုတ်ခွန်းဆက်တာပါတယ်အဲ့တော့ကျွန်တော်တို့ဒီညာခဲမှာတော့ဟိုတကယ်ကျွန်တော်တို့နိုင်ငံရဲ့ဗဟိုချက်မှာလို့ပြောရမယ့် င်းညံခရိုင်ထဲမှာတော်လိုင်းရေချင်းကဘယ်လောက်ထိရှိနေလဲတော်လိုင်းမှာတော့လှိုင်းအမြင့်တက်ကြတွေရှိတယ်ဆိုပြီးတော့အလုံးကသုံးသက်ကြတယ်အဲ့တော့လှိုင်းအမြင့်တက်ကြတွေရှိနေတဲ့အချိန်မှာမင်းညံခရိုင်ရဲ့လှိုင်းကောအမြင့်ရောက်နေလားအနှိမ့်ရောက်နေလားဘယ်လိုစည်ရဲ့ချင်းတွေရှိလဲဆိုတာကိုတဟူးချင်းစီကကိုတောင်ဝင်ယူထားတဲ့နယ်ပယ်အပိုင်းတွေကနေပြီးတော့အခုကြည့်ရှုနေကြတဲ့ပြည်ပမှာရောက်နေကြတဲ့ပြည်သူတွေကိုပြည်တွင်းကနေပြီးတော့ကြည့်ရှုနေကြတဲ့အပြည်သူလူထုကိုကျွန်တော်တို့ဆွေးနွေးသွားမှာဖြစ်ပါတယ်ပထမဆုံးပြောချင်တာကတော့ကျွန်တော်တို့ လိုအပ်ချက်တွေပေါ့နော် KI တောတွန်းမှာရှိတယ်ကျွန်တော် KI တောမှာရှိတဲ့ဒီအဖွဲ့အစည်းအားလုံးအတွက်လိုအပ်ချက်ရှိလို့ကျွန်တော်ဒီ KI နေမှာအနည်းငယ်မြင့်ကြံ campaign လုပ်တာပါအဲဒီ campaign လေးကတက်မှတ်တဲ့ချက်မှာလည်းပြည့်မီချင်းမရှိဘူးပေါ့နော်အဲ့တော့50ရာခိုင်နှုန်းပဲရှိတဲ့အတွက်ကျန်တဲ့ရတိုးပြီးတော့ပြုလုပ်တဲ့အချိန်လေးမှာလည်းမိဘပြည်သူများအနေနဲ့ရောနောက်တစ်ခါ furniture များအနေနဲ့ရောဒါလေးကိုဥစွာပါဝင်ပြီးတော့ပေးကြပါလို့ကျွန်တော်ပထမတိုက်တွန်းနှိုးဆော်ခြင်းပါတယ်ဒါကလည်းကျွန်တော်တို့အကျိုးရှိသွားအောင်ချမဲ့ကျွန်တော်တို့စစ်ပါ ပို့ပြီးတော့အရေးကြီးတဲ့စစ်လို့ဖြစ်ပါတယ်ကျွန်တော်တို့ကျွန်တော်တို့ဟာဟိုနောက်တစ်ခုရှိတာကျွန်တော်တို့မှာကျိုးဝိုင်းထဲမှာထိုးနေတာမဟုတ်တဲ့ခါကျတော့ကျွန်တော်တို့ကအချိန်ကိုခံမှန်းလို့မရဘူးဗျနောက်ထပ်ကျွန်တော်ကလက်ရည်တူထိုးရတာမဟုတ်တဲ့အတွက်ကျွန်တော်တို့ကဘယ်လိုကောင်းလဲဆိုတော့အချိန်ကန့်သက်ကောအဲနောက်ကျိုးအတူနာကူနာဆိုတဲ့အကန့်သက်လေကျွန်တော်တို့ကပြောလို့မရကျွန်တော်တို့ကဒုကိုခေါင်းနဲ့တိုက်တယ်ကြော်ဝါရဖြစ်နေတာဆိုတော့ဘာလို့အားတာတဲ့လူကိုအားနေတဲ့လူကနေရှင်ပြန်ရတဲ့အချိန်မှာအများကြီးပေးဆက်ရတာရှိတယ်လို့အောင်ပွဲတွေလည်းအများကြီးရှိခဲ့ပါတယ် အဲ့တော့ဘာဖြစ်ဖြစ်ကျွန်တော်တို့ကြိုးစားနေပါတယ်စစ်ကောင်စီရဲ့လှုပ်ရှားမှုအပေါ်မှာအခြားကျွန်တော်ကဏ္ဍတွေတော့မပြောတော့ပါဘူး။နောက်တို့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့မြေမှာရှိတဲ့ဤဆိုင်ရာတိုင်ရင်တက်ဖွဲ့အားလုံးလည်းပူပေါင်းဆောင်ရွက်နေတယ်လို့တို့ရဲ့ထိုးစစ်ပေါ်မှာကြည့်ပြီးတော့ကိုယ့်ရဲ့ဒေတန္တရကျွမ်းကျင်တဲ့ကျွန်တော်တို့ဟာပေါ့အာတာကျဲလေးကိုယူပြီးတော့အချင်းနေသုံးတက်ပြီးတော့ကျွန်တော်တို့ကြောက်ကြစစ်တော်လကောင်းကျွန်တော်တို့ဒဲကျင်ဆိုင်တဲ့စစ်တော်လကောင်းပေါ့နော်ဒီမျိုးစုံနဲ့ ကျွန်တော်တို့တံပြန်တိုက်ခိုက်နေပါတယ်အရှုံးပေးဖို့တော့ကျွန်တော်တို့မှာလုံးဝမရှိပါဘူးအဲကျွန်တော်ကတော့ဒီလောက်ပဲပြောချင်ပါတယ်ယခု campaign လေးကိုလည်းကျွန်တော်တို့ပြည့်မီအောင်ပါဝင်ကြပါလို့ကျွန်တော်ထပ်ပြီးတော့နိုင်တွန်းကြပါတယ်ချေးကျူးကြပါဗျအားရှိနေပါပြီပြည်သူတွေကျွန်တော်လည်းပြည်သူတွေမှာပါတာပေါ့သွေးကွဲတာတွေရံပြစ်တာတွေစကားများတာတွေမရှိဘူးဆိုရင်ကျွန်တော်တို့ကရှေ့ကိုရောက်တော့မယ်ဆိုရင်နမိတ်ပါပဲအဲ့တော့ဒါစီလုံးမှုရဲ့အစလိုယူဆရမှာပါအဲ့တော့မြေပြင်မှာလည်းဥဆောင်နေသူတွေဖြစ်တယ်တပ်ဖွဲ့တွေရဲ့ခေါင်းဆောင်တွေရဲ့သူလူတွေညာနေချီပြီးတော့လက်နက်ကင်ထားတဲ့ရဲဘော်တွေကို ဥဆောင်ဥရနဲ့အုပ်ချုပ်နေကြတဲ့သူတွေခေါင်းဆောင်နေကြတဲ့သူတွေဖြစ်တဲ့အတွက်ကျွန်တော်စကားကြီးရှင်းရှင်းဝေပြောထင်လို့ရှိရင်မိချောင်းမင်းရေကင်းပြဖြစ်ပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ရဲ့အတက်ရွာအဖြစ်လည်းကြီးတယ်မြင်းမြန်ခရိုင်ထဲမှာလည်းတော်လိုင်းမတိုင်ခင်တည်းကတကယ်လူမှုရေးလုပ်ငန်းတွေဥဆောင်ပြီးတော့လုပ်နေတဲ့ကိုသက်ကြီးဖြစ်တယ်အဲ့တော့အဲကိုသက်ကြီးအနေနဲ့ရောခြုံငုံပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်မြင်းမြန်ခရိုင်ထဲကစီလုံးညီညွတ်မှုနဲ့ဘယ်လိုမျိုး လိုအပ်ချက်လေးတွေရှိနေတာလဲပေါ့နော်ကျွန်တော်တို့တွေကအာသာချက်တွေတော့ပြောရင်တော့ကောင်းတာပေါ့အားရှိတာပေါ့ဒါပေမဲ့လိုအပ်ချက်တွေလည်းကျွန်တော်တို့ကဟိုအဖြစ်မှန်တိုင်းပြည်သူလူထုကိုပြောပြဖို့တချို့အရာတွေလိုအပ်မယ်လို့ယုံကြည်တယ်ဒါကြောင့်မလို့ကျွန်တော်ကိုသက်ကြီးကိုအလှည့်ပေးခြင်းပါတယ်ပြောပြပါကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့ကအနိုင်ရပြီးမှရှုံးနေဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်တို့ရဲ့အရှုံးကနောင်တပဲအဲ့တော့ကျွန်တော်တို့ကရှုံးခဲ့ပြီးသားလူတွေရှုံးခဲ့ပြီးသားပြည်သူတွေရှုံးခဲ့ပြီးသားပြည်သူတွေကကျွန်တော်တို့ကအနိုင်ရအောင်လုပ်မယ်ဆိုကျွန်တော်တို့ရဲ့တမိုင်းပဲ အဲ့အဲ့တော့အဲ့ဒီတမိုင်းကိုကျွန်တော်တို့ဘယ်လိုလုပ်မလဲဘယ်လိုရအောင်ယူမလဲဒါလိုတယ်နောက်တစ်ချက်ကဒီစီလုံးမှုစီလုံးမှုကတော့ကျွန်တော်တို့အားလုံးရှိကြတာပေါ့နော်ဟိုဘယ်လိုကောင်းမလဲကတော့ခစားလည်းရှိချင်ရှိမှာပဲဒါပေမဲ့အရေးကြီးရင်ကျွန်တော်တို့တွေးဆရမယ်ဆိုတဲ့ဟာတွေကတော့ကျွန်တော်တို့ရှိပြီးသားနောက်တစ်ချက်ကကျွန်တော်ဒီဟောပေါ့ပြောရရင်တော့ဗျာကျွန်တော်တို့ကဘယ်လိုကောင်းမလဲကိုယ့်ပေါင်ကိုလန်ထောင်းတယ်လို့လည်းဖြစ်မှာဗျာဟိုဘယ်လိုကိုယ့်ကိုယ်ကိုလည်းပြန်ပြုတ်ပြရမယ်ငါငါအားလက်ချက်ပါတော့လူများအောင်မကြည့်နဲ့ကိုယ့်ကိုယ်ကိုကြည့်ငါအားလက်ချက်ကပါလဲငါအားသာချက်ကပါလဲသူ့ရဲ့အားလက်ချက်ကပါလဲသူ့ရဲ့အားသာချက်ကပါလဲအမှန်ကတော့ ဟိုဘေးလို့ကြည်လာတယ်ကိုကိုကိုအကောင်းဆုံးကြည်လာအကောင်းဆုံးပေါ့ဗျာကျွန်တော်ကဒီစနစ်ပဲသွားတယ်အဲနောက်တစ်ခါကိုဘာဖြစ်အောင်လုပ်မယ်နောက်တော်လိုင်းစိတ်တက်တော်လိုင်းစိတ်တက်ပြည့်လို့ရှိရင်အားလုံးပြည့်ပြည့်စုံသွားပြီဘာမှမလို့အိတ်တာမေးစစ်ကြီးကလည်းရှိသေးရမလို့ဘာမှရှိသေးရမလို့တဆိုင်မမတ်သွားနိုင်ဖို့ပဲဒါသွားနိုင်ပြီဒါဆိုလို့ရှိရင်နောက်ကဒီစွဖွဲ့မှုပါညာဆိုတာဟိုဆော့ပြောတဲ့ဟိုတက်ပေါင်းစုဆိုတဲ့ပုံစံမျိုးအခုတွန်းတွန်းကြဲကြဲပြောလာကြတယ်ဒါလည်းလွယ်လွယ်လေးအကြံပေးလို့မရဘူးဗျအခုတက်ပေါင်းစုဆိုပြီးတော့ကျွန်တော်တို့အောက်မှာ comment ဝင်ရေးတဲ့လူတွေကတော်လန်ကြီးကိုဘယ်တော့ပါဝင်ထားတယ်လဲ ကိုယ်ကြီးဘက်ကလိုင်းကျသွားတယ်ထင်တယ်။တက်တွေလည်းပူပေါင်းပါဝင်မှကြမယ်။ပူပေါင်းပါဝင်မှကျွန်တော်တို့ကရှိအောင်။အဲ့တော့တပ်ပေါင်းစုဆိုတာဆော့ပြောတယ်လို့ကျွန်တော်တို့ကတပ်ပေါင်းစုသဘောမျိုးပဲကျွန်တော်တို့မြင်းနဲ့ခိုင်မှာရှိတဲ့အဖွဲ့အစည်းအားလုံးကကျွန်တော်တို့ NUG နဲ့ပတ်သက်တာတွေများတယ်။အခုဆိုကျွန်တော်တို့တက်လာတာရင်းမှုတွေကြီးပဲ။ဒါရင်းမှုတွေအားလုံးရင်းနေကြီးပဲ။တောက်ပကဖတွေရှိမယ်။တချို့ဟို local လေးတွေဆိုရင်လည်းပကဖလည်းအောက်ကနေတောင်းနေတာတွေရှိတယ်။အဲ့တော့အဲ့ဒီအဖွဲ့အစည်းကနေပဲအဓိကဗျာ။ဥစားဥရလုတ်ဖို့လိုတာကျွန်တော်တို့မမျော်လင့်နေရတယ်မျော်လင့်လို့မရဘူးဥမာ မင်းလို့ငါလို့ဆိုရင်တော့ဘသူ့အနေနဲ့သူအဆင်မပြေနိုင်ဘူးဒါ professional ပုံစံမျိုးနောက် capacity power အရန်ကြီးတဲ့အထက်ကလာတဲ့ဦးစီးဦးဆောင်လူမျိုးဖြစ်လို့ရှိရင်ကျွန်တော်တို့ကတစုတစည်းတဲ့ခဏလေးပဲခဏလေးပဲအခုလည်းမစုစည်းတာမဟုတ်ကျွန်တော်တို့ကနည်းမြေအလိုက်ပေါ့နော်သူ့ရဲ့နည်းမြေလိုက်ကိုယ့်ရဲ့နည်းမြေလိုက်လုပ်နေကြတာဖြစ်တဲ့အတွက်တချို့ကဟာသူကတော့ဘယ်လိုငါကတော့ဘယ်လိုဆိုတာမျိုးတွေတချို့ထင်အောင်ထင်မှဖြစ်နေတာတကယ်တမ်းကတော့ဘယ်နေရာမှာရောက်ရောက် တောင်ဘက်ကိုရောက်လို့ရှိရင်လည်းကျွန်တော်တို့ကတောင်ဘက်မှာရောက်နေနီးစပ်လို့ရှိရင်ကျွန်တော်တို့ကူညီခဲ့တာပဲကူညီခဲ့တာမဟုတ်ဘူးလေပူပေါင်းခဲ့တာပေါ့နော်အဲကျွန်တော်တို့ဘက်ကိုရောက်နေလို့ကျွန်တော်တို့အားနေလို့ရှိရင်လည်းမြောက်ဘက်ကအဖွဲ့တွေကလာပြီးတော့ပူပေါင်းဆောင်ရွက်တာတွေရှိတာအရှိတ်ဘက်မှာဆိုလည်းအရှိတ်ဘက်နီးစပ်တယ်လို့ပူပေါင်းဆောင်ရွက်ပြီးလုပ်နေကြတာအမေဟာမလို့ငါဟာမလို့ငါတို့မလုပ်ဘူးဆိုတဲ့မျိုးစိတ်မျိုးတော့ဘယ်သူမှမရှိကြဘူးဒါလေးတွေလည်းကွဲကွဲပြားပြားမြင်ဖို့လိုမယ်ဘယ်ကတော့ကစားတော့ချစ်ချင်ရှိမယ်ဒါပေမဲ့အတိုက်ခိုက်မဖြစ်ဘူးဒီလိုမျိုးတွေကကျွန်တော်တို့စိုးစိုးဝါးဝါးပေါ့ဗျာသူ့အဖွဲ့ငါပြစ်တာတွေငါအဖွဲ့သူပြစ်တာတွေကျွန်တော်တို့ခိုင်မှာမရှိခဲ့ဘူး အဲ့လိုအဲ့အဲ့တော့ကျွန်တော်တို့ကစူးစီးဖို့လွယ်တယ်အဓိကတော့ဗျာပုံမလင်းလင်းပြောလို့ရှိရင်ကျွန်တော်တို့က MOD လောက်ရမယ်လုပ်တယ်ဗျာအဲ့ဒါတွေကရှင်းရှင်းလေးရဲ့တဲ့ပဲပြောတော့မယ်ကျွန်တော်တို့ကဟိုဘယ်လိုခေါ်မလဲဆိုတော့ကျွန်တော်တို့ဒီမြေပြင်မှာလုပ်မယ်ဆိုလို့ရှိရင်ဥမာအိယာကိုအိယာအောင်လည်းပတ်သက်တဲ့ဟိုဟာဥဆောင်သူတွေနောက်ဒီတပောက်သူတို့ခုဖြစ်ဖို့တော့ခစ်ပန်တိတ်အပေးယူရှိမှရဒီတိုင်းမရကျွန်တော်ဘယ်လောက်ပဲအတက်ကြီးကြီးကျွန်တော်ဘာပဲဖြစ်ဖြစ်ကျွန်တော်တော့ပြောဟုတ်ကဲ့ပဲပြောပါပဲကျွန်တော်မထောက်ပံ့နိုင်ရင်ကျွန်တော်ရဲ့ဟိုဟာ ဘလို့မှပြောလို့အဆင်ပြေမှာမဟုတ်ဘူး။ငေါဖို့ငန်းဖို့ပြောတာမဟုတ်ဘူးလေ။နောက်အဲ့ဒါလုပ်ဖို့ဆိုရင်လည်းအများကြီးလိုသေးတယ်။ဘာလိုလဲဆိုတော့ကျွန်တော်တို့ဒီစနစ်တကျစုဖွဲ့မှုတွေပါတယ်ပေါ့နော်။နောက်စုဖွဲ့မှုတွေလေ့ကျင့်မှုတွေဒါဒါတိုက်ခိုက်ရေးအတွက်နောက်တစ်ခါတို့ရဲ့စနစ်ကျမှုအတွက်ကိုဘလို့ချင်းချုံမလဲ။ဥပမာ given date နဲ့ဥဆောင်တဲ့လူကလည်းနောက်ဟိုအပေးယူရှိတယ်။နောက်တက်တက်တွေပေးရမှာဗျာ။ပြေတော့တက်တက်တွေပေးရမှာလေဗျာ။ဟုတ်တယ်မလား။တက်တက်ဓမြလည်းဖြစ်သွားနိုင်တယ်လေ။အဲ့တော့ဒီပေါ်မှာအများကြီးလွဲတော့လွဲတယ်ဗျာပြောတာတက်ပေါင်းစုတက်ပေါင်းစုလည်းအရင်လွဲတဲ့စကားလုံး ဒါပေမဲ့တကယ်အဲ့ဒါကိုပေါ့ပေါ့လေးနဲ့စဉ်းစားကြည့်လိုက်ဒါကိုစဉ်းစားကြည့်လိုက် definition ဖွင့်လိုက်အခြေအကြီးပဲအခြေအကြီးလားကျွန်တော်အဲ့ဒါတိတ်တွန်းတွန်းကြဲကြဲမပြောဘူးကိုမလုံနိုင်တဲ့အလုပ်ကိုတိတ်ပြီးတော့မပြောတာကောင်းတယ်အဲ့တော့လုံနိုင်မဲ့လူတွေကလုံအောင်ပါဥဆောင်သူတွေကတာဝန်ယူပြီးလုံမယ်ဆိုပြီးတော့တာဝန်ယူထားတဲ့နေရာယူထားတဲ့လူတွေကတာဝန်ရဲ့နေရာနဲ့မကွဲပြားဖြစ်နေတာသူတို့လုံမှပြတ်မှာဒီကိစ္စဒါရှင်းရှင်းလေးပဲသူတို့လုံမှပြတ်မှာအဲ့တော့သူတို့မလုံနိုင်လို့ရှိရင်လည်းအခြားဖွဲ့တွေကလုံမှာ နောက်ဆုံးပြောပြတာအခြား local တွေပါတယ်ကျွန်တော်တို့ဒီ MOD အောက်မှာမဟုတ်တဲ့ local တွေဟိုထားလိုက်တော့ကျွန်တော် MOD အောက်မှာရှိတဲ့အခွဲတွေကိုစုစည်းညီညွတ်ဖို့အတွက်တနေရာထဲမှာဆိုပြဥဆောင်သူမျိုးတယောက်ရအောင်ကျွန်တော်တို့ချပေးလို့ရှိကျွန်တော်အလုပ်လုပ်သွားမှာကျွန်တော်ကပြီးကျင်နေတာကရှင်းရှင်းလေးတော့ပြီးကျင်နေတာတိုက်ကျင်နေတာပဲရှင်းရှင်းလေးရကျွန်တော်တို့ကပြီးကျင်နေတိုက်ကျင်နေအိမ်ပြန်ကျင်နေတာပဲအဲ့ဒီပုံမှာကျွန်တော်တို့ကစူးစမ်းပြီးလုပ်ပါမယ်အခုလက်ကမြကျွန်တော်တို့အဆင်မပြေတဲ့ကြားထဲကလုံနေကြတာပဲဘယ်သူဖြစ်ဖြစ်စုံုံပြီးတော့လုံနေရတာပဲဗျာ ။အဲရှိသလောက်နဲ့တခါလေကြည်တယ်လေးချာပဲနောက်ပွဲရှိပါအဲ့လိုလိုချိန်ပြီးတော့လုံနေရတာကိုလောက်တာတော့မှဟောတခါလားတော့လေတိုက်ချင်တယ်ဗျာတိုက်တော့လေမပြည့်စုံတော့မှကြောက်တယ်နောက်ကမဖြည့်နိုင်မှကြောက်တယ်ဒီလူတွေနဲ့ကျွန်တော်တို့ရုံးကန်နေရတာအဲ့တော်လိုင်းသမားတွေနေရာကိုကိုတိုင်ဝင်ပြီးတော့အကြံပေးတဲ့လူတွေလာပြီးကြည့်နေကြတယ်ဥဆောင်သူတွေရဲ့ဘယ်လိုခေါ်မလဲဥဆောင်ရွက်နေရတဲ့ကဏ္ဍတွေဥဆောင်သူတွေဘယ်လိုဘယ်လိုဖြန့်ကျက်ပြီးတုံးဆွဲနေရတာတွေစားဝတ်နေရေးဗျာအကောင့်တာဝန်ယူရတာကျမ်းမာရေး အရေးပေါ်တဲ့ကြာဆုံးနေဆိုရင်လည်းဒီနာရေးစိတ်ကစအကုန်လောက်ရတယ်။ဂျောကရရတယ်၊ကျမ်းမာကြီးမကောင်းဘူးသူလေတောက်လျှောက်ပြေးနေရတယ်ပဲ။ကျွန်တော်တို့လည်းဒီမှာဆေးရုံလေးတင်ထားရတာလားဆင်တင်ထားရဥဟိုဘယ်လိုပေါ်မလဲကျမ်းမာကြီးကြောင့်ဥဖြတ်တဲ့ကလေးရှိတယ်။တချို့ဆိုးဆိုးဝါးဝါးကြီးလေးလားငါးလားရှိပြီ။စောင်းတဲ့အတွက်ကောဒီကျမ်းမာကြီးအတွက်ကောကုန်ခံရတာဒီလိုမျိုးတွေရှိတယ်။အများကြီးအများကြီးလွယ်လွယ်လေးရဲ့ဟာမင်းတို့မတိုက်ဘူးလားပါလို့နေရလေ။ဒီအားလေးတော့မှမလုံနိုင်ဘူးလားလွယ်လွယ်လေးလာပြောတယ်လာလို့လေကျမ်းမာ။လာလာကြည့်လိုက်တာပါခဏလေးပဲကျွန်တော်တို့ရဲ့စိတ်แท้ကိုတော့ရပဲလာပြီးခံစားကြည့်လိုက် လွယ်ပါဘူးဒေါ်လာကြီးခေါင်းဆောင်တယောက်ဖြစ်ဖို့ဒေါ်လာကြီးဥဆောင်သူတယောက်ဖြစ်ဖို့ဒေါ်လာကြီးလုတ်ဖို့မလွယ်ဘူးတော့ရဲဘော်တွေအခန်းကဏ္ဍတွေရှိတယ်တိုက်ခိုက်ဖို့အခန်းကဏ္ဍတွေရှိတယ်စာဝင်တွေအခန်းကဏ္ဍရှိတယ်ဆက်ဆံရေးအခန်းကဏ္ဍတွေရှိတယ်အများကြီးရှိတယ်ကျွန်တော်ပြောချင်တာအဲ့တော့ဘာဖြစ်လို့ကျွန်တော်တို့ကအနံရပြီးမှရှုံးဖို့တော့ကျွန်တော်တို့လည်းမကြိုးစားဘူးအဲ့တော့နောက်ဆုတ်ဆရာလည်းအကြောင်းမရှိဘူးရှေ့တို့မယ်သွားမယ်အဲ့တော့ပြည်သူပါဝင်ရမယ်ပြည်သူပါဝင်လို့ရှင်ရကျွန်တော်တို့အခုက reverse ပဲအခုအခုကျွန်တော်တို့ဒေါ်လာကြီးကအစ်စ်ပြန်ဆတယ်ဖြစ်သွားပြီ ာလို့ဆိုအစ်စ်ပြန်စားသူဖြစ်သွားပြီကျွန်တော်တို့ကပြဆိုးနေရတာသူကသူသွားပြီလေအဲကျွန်တော်အားကိုးမဲ့အားရီယာသူကလည်းသူသူပုံစံနဲ့သူခွတ်ထွက်သွားကြပြီအဲ့တော့ကျွန်တော်တို့မြေပြတ်မှာရှိတယ်ညာမှာရှိတယ်ကျွန်တော်ထိတယ်ရောက်ပေါ့နော်ဥပမာနေပြည်တော်လိုဟာမျိုးမြစ်ထီလာလိုဟာမျိုးအများကြီးကျွန်တော်တို့မန္တလေးလိုဟာမျိုးပြီးလို့ရှိရင်ကျွန်တော်တို့ကပြီးသွားမယ်အဲ့တော့ကျွန်တော်တို့အညာသားတွေအသိအကြီးကြီးတယ်အညာသားတွေအဆုံးဖြတ်ပေးမယ်ပွဲအဲ့တော့ကျွန်တော်တို့အစ်စ်ပြန်စားတယ်ပွဲဖြစ်မှာတော်လိုင်းရဲ့အစ်စ်ပြန်စားတယ်အဲ့တော့ကျွန်တော်တို့ပါဝင်ကြပါလှူဒါန်းကြပါဒါပဲကျွန်တော်တို့ပြောချင်တယ် ကျွန်တော်တို့ကတော့ဂရီပေးနိုင်တယ်ရှင်းရှင်းလေးဒေါ်လာကြီးအလွန်ကာလမှာအောင်ခဲ့ပြီလာကြည့်လေမူလပိုင်ဆိုင်မှုတွေပို့လို့ရှိရင်ကျွန်တော်တို့ထောင်ချပလိုက်စိတ်ခေါ်တဲ့တခါလဲစိတ်ခေါ်ပြီးသားမူလပိုင်ဆိုင်မှုမူလပုံစံနဲ့ပြောင်းလဲသွားရင်ချိန်ကြီးလာပြီးတော့အရေးယူပါလက်ခံရင်အချိန်ကြီးဝယ်ကမ်းမယ်တခါလဲပြောခဲ့ပါတယ်အလွန်ရရှိတယ်အဲ့တော့ဗာကျွန်တော်တို့ဒေါ်လာကြီးနိုင်ကျင်တယ်အောင်ကျင်တယ်ကိုယ့်အိမ်ကိုပြန်ကျင်တယ်ကိုယ့်ရက်ဒေတာမှာပဲကိုအေးဆေးနေကျင်တယ်အဲ့ဒီအတွက် ဝိုင်းကြပါဝင်းကြပါဒီအနည်းမကန်မြင်းညာကမ်ပိန်းလေးကိုလည်းအပြည့်အောင်လုပ်ကြပါကျွန်တော်တို့မြင်းညာရဲ့စီးရင်မှာအချက်ချကြတဲ့နေရာတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ဒီဟိုပါပေါ့ကျွန်တော်မြင်းညာနဲ့အနည်းဆုံးပကုတ်ကူမှာဆိုလို့ရှိရင်မိုင်လေး30ဝန်းကျင်မှာတက်မှတ်တရတရှိတယ်နောက်ကျွန်တော်တို့ပကံကြောင်လို့88ရှိတယ်မိထီလာမှာ60ကိုရှိတယ်အဲကျွန်တော်ဒီလီလိုင်းခရော့စင်မြင်းညာမြင်းညာဘက်ကနေလီလိုင်းခရော့စင်သွားလို့ရှိရင်ကျွန်တော်တို့တက်မှတ်33ကမိုင်50ဝန်းကျင်ပဲရှိတယ်မန္တလေးဆိုလို့ရှိရင်ကျွန်တော်တို့အဖြတ် ညာကိုကူပါကျွန်တော်တို့အညာကိုဝိုင်းကြဝင်းကြပါဒါပဲကျွန်တော်ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အဲ့တော့ဒါလောက်ဆိုလို့ရှိရင်ကျွန်တော်တို့စီရင်တဲ့ပတ်သက်တဲ့တော်ထိုင်ရင်းနဲ့ပတ်သက်တဲ့အခြေအနေတွေခေါင်းဆောင်၃ဦးကိုယ်တိုင်က ပြောပြတဲ့လက်တွေ့ကြတဲ့အကြောင်းအရာတွေကိုဒီလူတို့ကဒီ live မှာဒီစကားဝိုင်းမှာအဲတည်တည်ချာချာလေးနားဆင်ခဲ့ရမယ်လို့ယုံကြည်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့အဲနောက်ဆုံး round မှာနောက်ဆုံး round ဆိုတော့ အခုနစကားတွေထဲမှာလည်းပါဝင်ပြီးဖြစ်ပါတယ်ကိုတက်ကြီးပြောတဲ့ထဲမှာလည်းပါဝင်ပြီးပါတော်လိုင်းရေးကကြာလာရင်တော့ထမ်းပိုးရတဲ့ပြည်သူကပို့ပြီးတော့ပင်ပန်းပါပေါ့ပင်ပန်းမယ်မြင်းကြပါဆိုရင်လည်းမိသားစုတွေမိပါတွေအတိုင်းဝိုင်းတွေကသားသမီးတွေကိုစစ်တိုက်ဖို့အတွက်ရှေ့မှာပေးထားရတယ်လို့နောက်မှလည်းသူတို့ကြံခဲ့ရတာအကောင်းနေခဲ့ရတာမဟုတ်ပါဘူးအကုန်လုံးပြချခဲ့ရတဲ့ယွာတွေကများပါတယ်အဲလိုစစ်ကိုထမ်းပိုးပေးကြရတဲ့မြင်းကြံသူမြင်းညံသားပြည်သူတွေရဲ့ထမ်းပိုးမှုတွေကလည်းဒီကာလမှာ အင်ပရာမကြီးမားပါတယ်ဒီပြည်သူတွေအရေးကလည်းကျွန်တော်တို့အတွက်အရေးကြီးပါတယ်တခြားဒေသသူတွေတခြားနိုင်ငံမှာရောက်နေတဲ့ကျွန်တော်တို့ပြည်သူပြည်သားတွေတိဖို့လဲလိုအပ်ပါတယ်မြောက်ရီမြို့တောင်ဘက်တိုက်ပွဲမှာစစ်ကော်မရှင်တပ်သားအများပြားတည်ဆုံပြီးစစ်ကြောင်းအထိနာခဲ့ကရင်ပြည်နယ်မြောက်ရီမြို့နယ်မှာအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးလာခဲ့တဲ့စစ်ကော်မရှင်တပ်ကို KNUKNLA ဦးဆောင်တဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကတိုက်ခိုက်ခဲ့ရာစစ်ကော်မရှင်တပ်ဖွဲ့ဝင်အများပြားတည်ဆုံခဲ့ပြီးခဲယမ်းကြီးစံအမြောက်များတင်စီရရှိခဲ့တယ် လို့ကြားတဲ့စစ်ကြောင်းကသတင်းထုတ်ပြန်ပါတယ်။မြဝတီမြို့တောင်ဘက်မှာရှိတဲ့ရာသီကူကျေးရွာ၊မင်းလက်ပံကျေးရွာ၊ဖလူကျေးရွာတွေစီစစ်ကော်မရှင်တပ်ကအင်အားလုံးအရင်နဲ့စစ်ကြောင်းထိုးနေတာဖြစ်ပြီးဒီလိုစစ်ကြောင်းထိုးရမှာစစ်ကော်မရှင်တပ်ကတာလွန်လူအင်အား၊ဤပညာမြင့်ဒရုန်းတွေ၊လက်နက်ကြီးပစ်ကူတွေ၊တာဝေးပစ်ဒုံးကြီးတွေလေကြောင်းတိုက်ခိုက်မှုအသားစီးနဲ့တိုက်ခိုက်ခဲ့တာပါ။အခုလိုစစ်ကြောင်းထိုးလာတဲ့တမနှစ်ဆယ်နှစ်လက်အောက်ခံစစ်ကော်မရှင်စစ်ကြောင်းတွေနဲ့ KNU KNLA ဥဆောင်တဲ့ဖြူဟာ၃ဆယ်နှစ် ကြာတင်နေစစ်ကြောင်းကော်ပိုရာစစ်ကြောင်းဗီနိုစစ်ကြောင်း just like soldier ပူပေါင်းတော်လန်ရေးတပ်ဖွဲ့တို့နဲ့အချင်းချင်းထိတွေ့မှုတွေဖြစ်ပွားခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်ပြီးခဲ့တဲ့အောက်တိုဘာ31ရက်နေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်အများအပြားတေဆုံးပြီးထွက်ပြေးအလင်းဝင်လာသူတွေတုံမှန်တွေထိခိုက်ဒဏ်ရာအများအပြားရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင် လူသူအပေါ်ရုံမာမဲ့ထွက်ပေါက်မဟုတ်တဲ့နှီးစုံနဲ့ရုံမာရက်ဆက်မဲ့ရွေးကောက်ပွဲမှာပြည်သူတွေမပါဝင်ကြဖို့လဲမိမိတို့တော်လှန်ရေးတပ်ဖွဲ့တွေကတိုက်တွန်းထားကြောင်းထုတ်ပြန်ပါတယ်။စစ်ကော်မရှင်တပ်ဟာမြောက်ရီမြို့တောင်ဘက်က၄ကီကော်မြို့တစ်ကိုပြီးခဲ့တဲ့အောက်တိုဘာလလယ်ပိုင်းကပြန်လည်သိမ်းယူနိုင်ခဲ့ပြီးမြို့အနီးဝန်းကျင်ရှိကျေးရွာတွေနဲ့မြောက်ရီဝော်လီလမ်းပိုင်းမှာရှိတဲ့ကျေးရွာတွေစီဆက်လက်စစ်ကြောင်းထိုးလာနေခဲ့ရာတော်လှန်ရေးပူးပေါင်းတပ်တွေနဲ့တိုက်ပွဲအပြင်းထန်ဆက်ဖြစ်နေခဲ့တာဖြစ်ပါတယ်။ တော့ဒီကာလမှာတော်လိုင်းကာလမှာလူလူရဲ့တော်လိုင်းပေါ်တဲပိုးထမ်းရမှုတွေနဲ့ခုနပြောခဲ့တဲ့လူမျိုးပဲတခြားပြည်မမှာရောက်နေကြတဲ့ပြည်သူလူထုတွေပြည်တွင်းကပြည်သူလူထုတွေကိုလည်းဒီလိုမျိုးအဲထောက်ပို့နေနဲ့ပါဝင်ပေးဖို့နှိုးဆော်မဲ့စကားလေးပေါ့ဒါလေးနဲ့ပြောရရင်ကျွန်တော်တို့ဒီကိုချောအောင်ဟုတ်ကျွန်တော်တို့ကတော့အပြန်အလှန်သွားရမှာပေါ့နော်အဓိကကတော့ကျွန်တော်တို့ကပြည်သူအားကိုးရတာပေါ့အဲ့တော့ပြည်သူကလည်းကျွန်တော်တို့ကိုအားကိုးရတာရှိတယ်လို့အားမကိုးရတာလည်းရှိတာပေါ့တော်တော်များများကျွန်တော်တို့ရာခိုင်နှုန်းအရာ ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်90ရာခိုင်နှုန်းလောက်ကကျွန်တော်တို့တော်လိုင်းရေးကိုစိတ်အားထက်သန်ပြီးတော့စိတ်ပါဝင်သားတာများပါတယ်။သို့တော်ညာလဲအဲ့ဒီ90ရာမှာပြန်ခွဲခြားလို့ရှိရင်လည်း30ရာခိုင်နှုန်းလောက်ပဲထဲထဲဝင်ပါဝင်လာလို့ရှိတာပေါ့နော်။အဲ့ဒီတော့ကျွန်တော်တို့ဘယ်လိုပုံလဲဆိုတော့ဒီလိုချိန်မှာယုံရတော့မှာဗျာယုံရတော့မှာတာဝန်ကျေတဲ့လူတွေကတအားကျေနေပြီ။ကျွန်တော်တို့ဆိုဒီပြပမှာရှိတဲ့ဟိုဖန်ဒစာတူတယောက်ချင်းစီရောနောက်ဟိုဘောအစုဖွဲ့လိုက်ပေါ့နော်။အဲ့ရဘယ်လိုပုံလဲဆိုတော့အားနာလာပြီ။ကိုယ်ဝင်လေပြောအားနာလာပြီ။ နေလဲကြာလာပြီကဘာဖြစ်ဖြစ်တခါတခါတခုတခုကျွန်တော်လိုအပ်လာပြီဆိုရင်လည်းသူတို့ပဲသွားပြီးအခုညီတောင်းရတာအဲ့လိုမျိုးဖြစ်တယ်အဲ့တော့ကျွန်တော်ဒီနေမြေမှာဆိုရင်လည်းအဲ့လိုပဲကျွန်တော်တို့ကျင်လဲရနေမြေတွေပါပေါ့နော်ကျွန်တော်တို့ဒီကိုယ့်ရဲ့စွန့်မှုနေမြေဖြစ်သွားတဲ့နေရာမှာလည်းပြည်သူတွေအားလုံးတာဝန်ကြည့်တယ်အဲကျွန်တော်တို့ရိတ်ခါတွေပြေးတာမျိုးတွေနောက်ကျွန်တော်တို့ဒီမှာစစ်တောင်းတွေမှာတွင်းလဲသူတို့ကခံရတာတကယ်တမ်းဆိုလို့ရှိရင်အခုလက်တလို့ဘာဖြစ်နေလဲဆိုကျွန်တော်ဒီအနားမှာနောက်နေတာပေါ့နော်အဲကျွန်တော်ဒီကျွန်တော်တော်လိုင်းစူးမှုနယ်မြေဒီမှာကလင်းနဲ့ကျဲတယ် အဲကျွန်တော်ဒီအမျိုးဆုံးပေါ့ဗျာသူတို့လာပြီးဒုက္ခပြည့်တယ်လက်နက်ကြီးတွေလက်တကန်ပြည့်တယ်ဗောနောသူတို့မိတဲ့နေရာတွေမှာအဲ့တော့ပြည်သူတွေကတာဝန်ကြည်တဲ့ကြည်လွန်နေပြီတာဝန်ကြည်တဲ့ကြည်လွန်နေပြီနောက်တစ်ခါဒီကျွန်တော်တို့ကလည်းပြည်သူကိုအားကိုးသလိုပြည်သူကလည်းကျွန်တော်တို့ကိုယုံယုံကြည်ကြည်နဲ့လက်တွဲသွားဖို့လိုတယ်ဗောနောကိုလည်းစစ်ဖြစ်အောင်လုပ်ဗောနောကျွန်တော်တို့ကတော့ပြဿနာမရှိဘူးကျွန်တော်တို့ကတော့တို့အတိုင်းပဲလေအဲ့တော့ပြည်သူတွေနဲ့စစ်ဖြစ်အောင်လည်းလုပ်ပြီးတော့ကျွန်တော်တို့ဒေါ်လာရင်းကိုထဲထဲဝင်ပါဝင်မှကျွန်တော်တို့ရမှာဗျာကျွန်တော်တို့ဒီစူးစမ်းလို့လည်းမရဘူးကျွန်တော်ရှိတယ်လေ စင်နီးပြူဟာဘယ်လိုသာလဲဆွဲကင်လက်နဲ့ဘယ်လိုထဲလဲပြည်သူနှလုံးမသိမ့်ကျုံလင်ပြည်သူခွန်အားမကူစားလင်ဓာတောင်းဝလဲခွေလှန်လဲကျူရန်တဲ့အဲ့တော့ကျွန်တော်တို့ကပြည်သူရဲ့ခွန်အားတွေလည်းလိုချင်ပါတယ်ပြည်သူရဲ့နှလုံးသားတွေကိုလည်းကျွန်တော်တို့သိမ့်ကျုံယူပါတယ်အဲ့တော့ယူချင်ပါတယ်အဲ့တော့ပြည်သူရဲ့နှလုံးသားသိမ့်ကျုံယူဖို့ကကျွန်တော်တို့ဘက်ကလည်းပြည်သူပေးရမယ့်အချက်တွေကျွန်တော်တို့ရှိပါတယ်အထက်ကကျွန်တော်တို့ကမွန်ရရပါဗျာကျွန်တော်တို့ကမွန်ရရမှာကျွန်တော်တို့မွန်ရရမှာပြည်သူကကျွန်တော်တို့လာမှာကျွန်တော်တို့မွန်ရရမှာရမှာပြည်သူကိုကျွန်တော်တို့ကမျက်နှာမှုပမှုကမှာ ဟိုကကျွန်တော်တို့မှာစိတ်ခံစားမှုဘယ်လောက်ပဲရှိနေပြီပြည်သူနဲ့တွေ့လို့ရှင်အဲ့စိတ်ခံစားမှုဒီတိုင်းညနေမဲ့နေလို့မရဘူးပြောရမပြုံးရင်လည်းပြောရမှာရင်ထဲမှာငိုနေလဲအပြင်မှာပြောရမှာပဲဒါကျွန်တော်တို့တော်လိုင်းသမားတွေကလည်းအမှုပညာသမားတွေလိုပဲခံယူရမှာဗျဒါမှပြည်သူကကိုယ့်ပဲပါမှာပြည်သူပါနိုင်နေလိမ့်ဒီကတားပဲပြည်သူမပါရင်လည်းမရဘူးအဲ့တော့ပြည်သူတွေလည်းပါကြပါဝိုင်းကြဝင်းကြပါအရင်စိုးရုံမနေပါနဲ့ကျွန်တော်တို့လှုပ်ရှားလို့ရတဲ့နေလိုက်ရင်အများကြီးရှိပါတယ်တချို့ဆိုလည်းမျိုးထဲမှာနေပြီးတော့တူတူတိတ်တိတ် နေရာမျိုးတွေရှိတယ်ပေါ့နော်အဲတော်လိုင်းအောင်သွားမှငမော့กว่าဆိုတာမျိုးတော့မလုပ်ကြပါနဲ့အဲ့လိုချိန်ကြမှာကျွေးတဲ့ထမင်းမျိုးတွေလည်းကျွန်တော်တို့ကမစားကြဘူးအခုချိန်ပါဝင်တာမျိုးပဲကျွန်တော်တို့ကလိုချင်တယ်ရဲရဲဝင်းဝင်းပါဝင်ကြပါအဲကျွန်တော်တို့ကစစ်ချင်အောင်လည်းကျွန်တော်တို့လုပ်ပေးမယ်ပြိုးဝဲဆက်သွယ်လို့ရတဲ့နီလန်းတွေလည်းအများကြီးရှိပါတယ်အဲ့တော့ပါဝင်ကြပါအားကိုးပါတယ်ဒီကမ်ပိန်းလေးကိုလည်းကျွန်တော်တို့ပြည့်မီအောင်အဲကျွန်တော်တို့ပါဝင်ကြပါလို့ပဲကျွန်တော်အထုတလည်းပြောကြလိုပါတယ်အဲကျွန်တော်တို့ဒေါ်လာရင်းအဖွဲ့ရည်အားနေချက်တွေရှိခဲ့ရင်လည်းအဲသူတိုင်ရင်တစ်ဖက် တိုင်းရင်းတပ်ဖွဲ့ရဲ့ပေတွေရှိတယ်ဗျာအဲခေါင်းဆောင်တွေရဲ့အကောင့်တွေရှိတာပဲအဲ့ဒီမှာဝင်ရောက်ဆွေးနွေးလို့ရပါတယ်ဘာလို့ဖြစ်ဖြစ်ကျွန်တော်တို့လည်းအချိန်ကြီးကျွန်တော်ရဲ့ညီလေးတွေတခုခုပေါ့နော်ပြည်သူပေါ်မှာစိတ်တိုင်းမကြတာရှိလို့ရှင်ကျွန်တော်အချိန်ကြီးပြောပါလို့ကျွန်တော်လည်းအမြဲပြောတာရှိတယ်ဘယ်လိုအကြောင်းအရာမျိုးဖြစ်ဖြစ်ပြောပါအဲကျွန်တော်ဆုံးမပါတယ်သွန်တင်ပါတယ်အဲ့တော့ကျွန်တော်တို့လည်းအားလုံးပြည်သူကိုအားကိုးကြပါတယ်လို့ပဲကျွန်တော်ပြောပေးရစီကျေးဇူးတင်ပါတယ်